Breaking news this hour a major 7.7 .7 magnitude earthquake. It was a powerful 7.7 .7 magnitude earthquake, which is not uncommon in Myanmar, has damaged scores of historical structures. The Maiwei Menu Ojong in Yelinan, Mikagea, Dinche Abatamau no Jimobo. Jong and Lisa Yagan and Loga Fuja, Yatala. Dingling Jong, just see what it might have wanted to see. ဒီငလင်းကြောင့်ကျွန်တော်အစ်စ်ပြန်လဲပေါ်ပေါက်လာတဲ့တပိုင်းဝင်နဲ့အဟောင်းတွေလည်းရှိပါတယ်။အခုကျွန်တော်ဒီငလင်းကြောင့်ပေါ်ပေါက်လာတဲ့ကျွန်တော်ရေနန်းတို့ကိုရေနန်းဆောင်တော့ရောက်လေ့လာမှာဖြစ်ပါတယ်။အဲ့တော့တပိုင်းနေရပြတ်နေတဲ့ခွင်းဆက်တွေကိုချိတ်ဆက်မိအောင်ဗာကြီးကျွန်တော်တူတူတွားလေ့လာအောင်ဗျာ။နော်။ ကျွန်တော်ဒီနေ့ပြောချင်လုံလုံပြောပြချင်တဲ့အကြောင်းအရောဒီငလင်းကြောင့်ဖြက်စီးသွားတဲ့သမိုင်းဝင်နေအဟောင်းတွေရဲ့ဒီငလင်းကြောင့်အစ်စ်ပြန်နဲ့ပေါ်ထွက်လာတဲ့သမိုင်းဝင်နေအစ်စ်တွေကိုပတ်တန်းနေဘလို့တော့ရိုက်ကူမှာဖြစ်ပါတယ်။ဟေးကဘာကြီးရေကျွန်တော်တူတူသွားအောင်ဗျာ။အဲဒါကျွန်တော်တို့အဆိုရင်သွားပြီပေါ့နော်။စတင်ထွက်သွားပါပြီ။ရင်တော့မင်းတို့အကြောင်းရင်သွားမယ်။မင်းတို့အကြောင်းသွားပြီးမှအောက်ကျန်တာဆက်စဉ်းစားပြီးတော့စိုက်လှုပ်ရှားမယ်ပေါ့နော်ဒီနေ့ရတော့။ အာလက်ရှိကျွန်တော်မန်းလေးရဲ့မြေနေရာတွေဟိုနေထားတယ်ပေါ့။အုပ်ပုံနေမြင်ရမယ်။ရှိုးလက်စားတယ်၊စောက်လက်စားတယ်၊ဖြက်လက်စားတယ်မြင်ရမယ်။မန်းလေးမှာအဲ့လိုမျိုးပဲအခုတလောအရမ်းများတယ်ဗျာ။လမ်းနေရာအိမ်နေပြလို့လပတ်သွားတာပေါ့နော်။ဟိုကျွန်တော်ဘယ်ဘက်မှာဆိုလက်ချီမှာအိမ်ထပ်ဖြိုးနေတာရှိရကားကြီးနဲ့ဟုတ်လား။အဲ့လိုမျိုးပေါ့။ကျွန်တော်တို့အခုဟာပေါ့နော်လမ်းကြောင်းကပေါ်တရားတွေအကျုံးနေလို့ပတ်သွားနေရဗျာတလားပတ်သွားနေရတော့အခုကျွန်တော်တို့ညွန်တဲ့လမ်းအဲ့ဒီလိုမျိုးပေါ့နော်ဒီလိုမျိုး လို့လမ်းသွဲလေးရဖြတ်လမ်းမပေါ်ပြန်တက်လမ်းသွဲရပြန်ဖြတ်အဲ့လိုပေါ့နော်ဆင်းဆက်သွားခင်ဗျာတလန်းလောက်အဖြတ်သွားတဲ့ဖျားတွေပဲဗျာတက်လားဘာလို့ပင်သားကြည့်လဲကြည့်တယ်နော်ဘာလို့ဇေလီအဟောင်းဆိုရင်ပြတ်တာပဲဗျာတက်လားနော်အုပ်ပုံပဲကြံတယ်ဟိုဘက်မှာကြည့်ညာဘက်ကြည့်လဲအုပ်ပုံဘယ်ဘက်ကြည့်လဲအုပ်ပုံမဖြစ်နေတယ်ဒါ

ကျွန်တော်တမိုင်းဝင်ဒီ menu အုတ်ចောင်းကြီးရာဒီငလင်တန်ကြောင့်မြေခခဲ့ရတာဒီအချိန်ကပထမဦးဆုံးအချိန်တော့မဟုတ်ဘူးဗျကျွန်တော်1838ခုနှစ်တောင်တကြိမ်ငလင်တန်ကြောင့်မြေခခဲ့ပြီပါပြီเนาะအတော့အကြောင်းကျွန်တော်ဒီ menu ရဲ့တမိဖြစ်တဲ့စင်ဖြူမရှင်မီဗျာပြန်လည်တိဆောက်ပေးခဲ့တာပါသူတိဆောက်ပြီးနှစ်ပေါင်း150ပြည့်ကံဒီတနှစ်အလိုမှာ2025ခုနှစ်မှာပေါ့နော်အခုနောက်တစ်ချိန်မြေခခဲ့ရပြန်ပါပြီဒီချိန်မှာတော့ကျွန်တော်ပြန်လေတိဆောက်နိုင်မလားဆိုတော့ကျွန်တော် generation ပုံမှာပဲမြူတီပါတယ်ဗျာကျွန်တော်ဒီတိုင်းဆိုရင်တော့ ပြန်တီဆောက်ဖို့ကတော့တော်တော်ကြီးမလွယ်ဘူးပေါ့နော်။အဲ့တော့ထိမှန်မထင်သားဘူးကြီးတော်လား။နည်းနည်းစိတ်ဝင်စားချင်လားလာတဲ့လူကတော့ရှိနေသေးတယ်ရှိနေသေးတယ်နောက်ဆိုရင်တော့မပြောတတ်ဘူးပေါ့ပြန်ပြင်မဲ့ထင်လားဟမ်ဘာပြောလဲဆိုတော့သူတို့ပြောတော့ပြန်ပြင်မဲ့လေးထင်တယ်ဒါမဲ့ကြာမှာပေါ့နော်ဟုတ်တယ်မလားကျွန်တော်အမြင်ပေါ့နော်ကျွန်တော်တို့ရဲ့ဒီတမိုင်းကို update လုပ်ဖို့လိုရသလားဘာလို့ဆိုတော့အခုကကျွန်တော် share လာခဲ့တဲ့ research paper တစ်မျိုး ီလုတ်ခဲ့တဲ့ပြောနေတဲ့တမန်ရဲ့တမျိုးပေါ့နော်သူတို့ကတော့ဒီ menu နဲ့ပတ်သက်ပြီးပြောတဲ့ဟာပေါ့ဗျာဟုတ်လားမှန်တဲ့လောက်တော့မှန်တယ်ဗျာဒါပေမဲ့အမှန်ကြီးတော့မဟုတ်နေပြန်ဘူးပေါ့နော်အနေထားဟိုကျွန်တော်မရွာတဲ့နာရွာမယ်ပေါ့နော်ထဲဝင်ကြည့်မယ်ပေါ့ထဲကဝင်တဲ့ဦးပြဘာလို့ဒီမှာချိုးနေတာပေါ့နော်အုတ်တီးကချင်းမေးဒီမှာဆိုရင်အုတ်တီးကအပေါ်လန်နေပါရဲ့မရှိတော့ချင်းမေးချိုးကြနိုင်တယ် ဟုတ်လားအဲ့တော့ကျွန်တော်ရှေ့ဘောက်ကပြန်ထွက်တော့မယ်တော်ပြီမဝင်သင့်ဘူးဒီတဲ့ကျွန်တော်ဒီចောင်းဆောင်ဆောက်ခဲ့တာခုနပြောတဲ့ simple machine မိဖုရားကြီးကဆောက်ခဲ့တာဗောနော်အဲ့တော့လွန်ခဲ့တဲ့နှစ်ပေါင်း150ကျော်လောက်ကဗျာတက်လားအဲ့တော့အဲ့တော့အုတ်တွေကိုကြည့်ရင်မှတိတားဟိုအုတ်ချက်ပြားကြီးရအကြီးကြီးပေါ့နော်အခုခေတ်လို့ကျွန်တော်အုတ်နီကေပုံစံမဟုတ်ဘူးဗျာတလားနှမျောတော့နှမျောကြရပြီပေါ့နော်အကြောင်းတစ်ကြောင်းကကျွန်တော်ထင်တယ်အကြောင်းရဲ့40ရာခိုင်နှုန်းလောက်ကပြိုကျသွားတာဗျာတလား တော့ကျွန်တော်တို့ဒီ share house အနေနဲ့ပြန်လဲပြီးတော့ပြုပြင် movement ကြီးပြင်ဆင်ရမှာပေါ့နော်တော့လောက်ရမယ်လောက်ချက်တွေကတော့အများကြီးပါဗျာဒါပေမဲ့ကောင်းတာတစ်ချက်ကကျွန်တော်တဝက်ကမပြေဘူးအဲ့မမပြေတဲ့တပတ်ကိုတော့ထိန်းရမှာပေါ့နော်ကျွန်တော်အစိုးရအကောင့်လို့ပဲပြောရမလားမသိဗျာဒီငလင်းကြီးကြောင့်ကျွန်တော်ပျက်စီးသွားတဲ့တမိုင်းအမွှေးနှစ်တွေရှိလို့ဒီငလင်းကြီးကြောင့်ကျွန်တော်အစ်စ်ပြန်လဲပေါ်ပေါက်လာတဲ့တမိုင်းအမွှေးနှစ်အဟောင်းတွေလည်းရှိပါတယ်အခုကျွန်တော်ဒီငလင်းကြီးကြောင့်ပေါ်ပေါက်လာတဲ့ကျွန်တော်ရေနန်းတို့ကိုရေနန်းဆောင်တွားရောက်လေ့လာမှာဖြစ်ပါတယ် တော့တမိုင်းနေရပြက်နေတဲ့ဂွင်းဆက်တွေကိုချိတ်ဆက်မိအောင်ဗိုင်းရေကျွန်တော်တူတူသွားလေ့လာအောင်ဗျာเนาะကျွန်တော်ဒီရေနန်းတော်ကြီးကိုသခိုင်းမင်းလို့ခေါ်တဲ့ဗာကြီးကိုမင်းတရားကြီးကတိဆောက်ခဲ့ပြီးတော့သူ့နောက်တက်တဲ့ဒီတာဝီဒီမင်းလက်ထက်တိတောင်ဆက်လက်အသုံးပြုနေတဲ့နန်းတော်ကြီးပေါ့နော် တမိုင်းမှတ်တမ်းတွေကပြန်ပြီးကိုးကားရမယ်ဆိုရင်တာဝတီမင်းနဲ့သူ့မိဖုရားခေါင်းကြီးဟာ1840ခုနှစ်စက်တင်ဘာလ10ရက်နေ့မှာဒီရေနန်းထဲမှာလာရောက်ပြီးတော့အပန်းဖြေခဲ့တာပါအဲ့တော့တေချာပြန်စဉ်းစားကြည့်ပါကျွန်တော်ဇဂိုင်းမင်းရဲ့နဘတော်မင်းကြီးရဲ့ပြီးတော့တာဝတီမင်းရဲ့သူ့မိဖုရားခေါင်းကြီးရာဒီနေရာနေပြီးတော့တဆင့်ဒီဘက်ကဇဂိုင်းရဲ့ view ကိုလွန်ခဲ့တဲ့နှစ်ပေါင်း100မှာလာရောက်ရှုစားမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ပြမယ့် view ကတော့ကျွန်တော်2025ရဲ့မြင်ရမယ့်ဒီစကိုင်း view ပဲဖြစ်ပါတယ်ဗျာ။ ကျွန်တော်ဒီရေနန်းဆောင်ကြီးဟာမန္တလေးတိုင်းတဒယ်ဦးမြို့နယ်မှာတည်ရှိပြီးတော့ကျွန်တော်မင်းနူးအုပ်ကြောင်းနေဆိုရင်9မိနစ်လောက်ပဲလမ်းလျှောက်တဲ့နေရာမှာတည်ရှိပါတယ်ကျောဒီနေရာဆိုရင်ကျွန်တော် ARD မြင့်တဲ့ဒုထဟိုဒီမြင့်စုံနေနေရာမှာတည်ရှိပြီးတော့ဒီနောက်ခံ background ကလည်းစကိုင်းတောင်ကြီးဖြစ်နေတာပေါ့နော်အဲ့တော့ရှေးညမာဘီရင်တွေရဲ့ဒီတဘာဝပတ်ဝန်းကျင်ရှုကြီးအောင်ရှုစားတဲ့နေရာတစ်ခုဖြစ်နေတည်ဆောက်ထားတာမဟုတ်ပါဘူးရေနန်းတော်ကြီးကိုနန်းတော်ပြတာတစ်ခုဖြစ်နေတည်ဆောက်ထားတဲ့နေရာဖြစ်ပါတယ် ဒီရေနန်းဆောင်ရဲ့တိဆောက်ပုံကဒီတာမန်အပန်းဖြေတဲ့နေရာတစ်ခုလို့တိဆောက်ထားတာမဟုတ်ပါဘူးကျွန်တော်မျိုးရေကနန်းတော်နဲ့အတော်လေးကိုစဉ်ဖြစ်အောင်တိဆောက်ထားတာပါ ကျွန်တော်ဒီပရပိုက်ပတ်တန်းနေအရာဆိုရင်အခုတွေ့ရတဲ့ဒီဖုန်ကြီးကျောင်းနေလိုမျိုးပေါ့နော်ဒီအုပ်လေကားကြီးရဲ့ညှက်ထားပြီးတော့အလဲမှာတိုင်နှုံးကြီးရဲ့နဲ့တိဆောက်ထားတဲ့ပြတ်တက်တွေရေပြီးတော့လက်ဝဲလက်ရမှာဒီမြေနန်းဆောင်တို့ဇေတဝင်ဆောင်တို့ဖြဲတိုက်တို့ဒီမှန်နန်းဆောင်အစရှိတဲ့အဆောင်ကြီးအပါဝင်နဲ့ဆောက်လုပ်ထားတဲ့နန်းတော်ကြီးတစ်ခုဖြစ်ပါတယ် ကျွန်တော်ဒီနေ့က16ရက်နေ့ April 2025ခုနှစ်ပေါ့နော်အခုချိန်ထိဒီရှေးအောင်သူတနာဦးစီးဌာနကကျွန်တော်ရေနန်းတော်နဲ့ပတ်သက်ပြီးတော့ဆက်လက်သူ့ဖို့နေသေးပါပဲတော့ကျွန်တော်တို့အခုမြင်ရတဲ့အဆောင်မျိုးဒီငလင်ကြောင့်တွေ့ရတဲ့ပို့ထွက်လာတဲ့အဆောင်ကဒီရေနန်းတော်ကြီးရဲ့ဒစိမ့်တဒေတာလို့ယူထားတဲ့အဆောင်ငယ်လေးတစ်ခုပါပဲဒါဆိုရင်ရေနန်းတော်ကြီးကဘယ်ရောက်ပါလဲ ကျွန်တော်အခုမြင်နေရတဲ့ဒီရေနန်းဆောင်ကြီးကဒီကုန်းမောင်မင်းဆက်ရှစ်ဆက်မြောက်မင်းဖြစ်တဲ့တာဝဒီမင်းလက်ထက်ရောက်တဲ့ချိန်မှာဒီအင်းဝမှာလှုပ်ခတ်တဲ့ပြင်းထန်တဲ့ငလင်နန်းကြီးကြောင့်ပျို့ပြက်ပျက်စီးခဲ့ရပါတယ်ပေါ့နော်အဲ့တော့အဲ့ဒီချိန်တော့လှုပ်ခဲ့တဲ့ငလင်နဲ့ဒီ2025မှာလှုပ်ခဲ့တဲ့ငလင်ဘယ်ဟာပိုပြင်းမလဲတော့ကျွန်တော်မသိဘူး။တေချာတာတစ်ခုကတော့ကျွန်တော်ဒီ2025မှာလှုပ်ခဲ့တဲ့ငလင်ရောက်ပိုပေါက်ခဲ့တဲ့ဒီရေနန်းဆောင်ကြီးကအဲ့ဒီခေတ်အဲ့ဒီအခါဒီငလင်တန်းရောက်မယ်ပျက်စီးခဲ့ရတာပါ။ တော့ဒီအဖြက်စီးတွေကဘယ်ရောက်သွားလဲပေါ့နော်ကျွန်တော်တာဝီဒီမင်းနောက်ပိုင်းတက်တဲ့ဗကံမင်းလက်ထက်လေးရောက်လေးရောက်ကိုမောင်ပိန်ဆိုရဲလူဟာဒီအဖြက်စီးတွေကိုဗကံမင်းရှီယာနေမှာခွင့်တောင်းပြီးတော့တောက်တမန်အင်းကိုဖျက်ပြီးတော့တရားတစင်းကိုဆောက်လုပ်ခဲ့ပါတယ်ကျွန်တော်တို့အဲ့ဒီရေနန်းတွေကရတဲ့ဒီနန်းတိုင်တွေနဲ့တိဆောက်ထားတဲ့တံတားကိုကျွန်တော်ဥပိန်တံတားလို့ခေါ်ပြီးတော့ယနေ့ခေတ်ယနေ့အချိန်အထိခီးသွားဖြူလူများနဲ့စီကားတိုက်မြတ်လေးရှိနေသေးပါပဲဗျာ။ လောကမှာဖြစ်ပျက်သဘောတရားတွေဟာအမြဲကိုရှိနေတာပါကျွန်တော်ဒီလောကကြီးမှာတည်မြဲတဲ့အရာဆိုလို့တခုပဲရှိပါတယ်အဲ့ဒါကတော့မတည်မြဲခြင်းတရားပါပဲဒီငလင်းကြောင့်ကျွန်တော်နိုင်ငံမှာနှစ်ပေါင်းများစွာတည်မြဲနေတာတွေဟာပျောက်ကွယ်ဖြစ်စည်းခဲ့ရတယ်လို့အရင်ကမရှိခဲ့တာတွေမတွေ့ခဲ့ရတဲ့အရာတော့ပိုထွက်ခဲ့လာပါတော့တယ်လောကသဘောတရားဆိုတာဒါပါပဲကဘာကြီး တမိုင်းဝင်နေတစ်တွေကိုမှတ်တမ်းနေဘယ်လိုရိုက်ကူးသွားမှာဖြစ်ပါတယ်ဟုတ်ပါတစ်ဖက်ကခိုင်တစ်ဖက်ကဟာဆော်လေးချိုးတယ်ဟဲ့ဟယ်လိုငါလှုပ်သွားပါမှာရှိရအဲ့ဆယ်လာအဲ့တယ်လားဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ကျွန်တော်တမိုင်းဝင်မဲနူးအုပ်ချောင်းကညီခခဲ့ရဆိုရင်အခုအချိန်ကပထမဦးဆုံးချိန်တော့ကြာကျွန်တော်ဒီ simple martians မိဖုရားကျွန်တော်မင်းနူးရဲ့တမိအောင်မင်းနူးရဲ့တမိရင်ပြောရမှာကျွန်တော်ကပိုင်မင်းနမိရှင် ဟမ်ဆယ်လီချစ်ပြီးတာဆိုပဲဟုတ်မလဲအဲ့တော့လှုပ်ခတ်ခဲ့တဲ့ငလင်ကကျွန်တော်ဒီ2025မှာလှုပ်ခတ်ခဲ့တဲ့ငလင်နဲ့ဘယ်ဟာပိုပြင်းမလဲတော့ကျွန်တော်မသိဘူးတေချာတာတစ်ခုကတော့တေချာတစ်ခုကဘာဖြစ်တာပေါ့မောင်ပိန်လုံးခေါ်တဲ့လူတယောက်ကဒီခုနပြောတဲ့ဒီတိုင်လုံးနဲ့ကျွန်းဆောင်လေးကိုကတ် ကျွန်တော်လှရတော့ကြာနောက်ခါစိတ်နေတာကြည့်ကြည့်မမဟုတ်ပါဘူးရှုခွေးရလားအေးပေါ့ရှုခွေးပြောတာပေါ့လာလာရေကမောရေကမောလားအရေကမောဖြစ်တယ်ပါလားဖယ်ဒီမားလို့ဒီရေပြောတာနဲ့လားရရရရရရလာတာနဲ့တာလားမနဲ့တာလားပေါင်းနှစ်ပေါင်းချားမှာပါရှိလေဟမ်အဘယ်ဘယ်ဟာဒီပါရှိရမုံလို့ကဲကျွန်တော်အခုတေမင်းတမန်မဟုတ်ပါဘူးတေမင်းတမန်တော့ဖြစ်တယ်မကုန်ပြီ